မင်္ဂလာပါအီစီလန်လီမှာ ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ရာနေစားတဲ့ဆိုရိုးစကားလေးတွေကို ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ယောက်ျားကောင်းမောင်မတထောင်နဲ့သူရဲ့အတိတ်ပဲလေးကတော့စီးစင်အဥ္စာများစွာရှာဖွေနိုင်တဲ့ယောက်ျားကောင်းတယောက်ရဲ့နောက်မှာပေါ့နော်မောင်မမိတ်တန်ချွေရင်တထောင်ကသူ့ကိုမိခိုပြီးတော့နေနိုင်နေဆိုတဲ့အတိတ်ပဲလေးဖြစ်ပါတယ် နောက်ထပ်ဆိုရစကားလေးတစ်ခုကတော့ယောက်ျားတို့ဖုံချိန်ဆုံးခါတင်ပန်းနဲ့ပွင့်နဲ့သူရဲ့အထိပယ်လေးကတော့ပန်းနဲ့ကသူ့အချိန်ခါရောက်ရင်ပွင့်တယ်လို့ပဲယောက်ျားတို့ဖုံတကိုးတွေကလည်းသူတို့အချိန်ခါနဲ့ကြုံကြိုက်တဲ့အချိန်မှာထွန်းပေါက်ကြတယ်ပေါ့နော်ထွန်းတောက်လာကြတယ်ဆိုတဲ့အထိပယ်ဖြစ်ပါတယ်နောက်ထပ်ဆိုရစကားလေးတစ်ခုကတော့ ယောက်ျားတို့လုံလာတေခါမှ ရှောတဲ့ဒီရဲ့အတိတ်ပဲလေးကတော့ဗောနောယောက်ျားတွေမှာဆွဲလုံလာဝရိယသူတို့မှာရှိတဲ့ဆွဲလုံလာဝရိယတွေကိုတဲ့တေခါတိတေတိတိုင်မရှောရပဲနဲ့အဲဆွဲလုံလာဝရိယရှိစွာနဲ့နေရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်စူးစမ်းအထောက်ရမယ်ဆိုတဲ့အတိတ်ပဲလေးဖြစ်ပါတယ် နောက်ထပ်ဆိုရစကားလေးကတော့ယောက်ျားမလန်မိန်းမမပန်းတဲ့သူရဲ့အထိပယ်ကတော့ယောက်ျားလေးတွေပေါ့နော်သူတို့စိတ်ကစားတဲ့အရွယ်ရောက်လို့ရှိရင်သူတို့ကလမ်းမမှာပဲထွက်ချင်းနေပေါ့နော်လမ်းပေါ်ပဲပဲရှောက်သွားချင်းနေမိန်းကလေးတွေစိတ်ကစားတဲ့အရွယ်ရောက်လို့ရှိရင်တော့ပန်းပန်ပြီးတော့ကိုကိုကိုအလှပြင်းနေထိုင်ကြတယ်ဆိုရယ်သဘောသဘာဝလေးကိုပြပြပေးထားတာဖြစ်ပါတယ် နောက်ထပ်ဆိုရစကားလေးကတော့ဂျာဝနာဝါရှိမဲ့စကားလေးပေါ့နော်။ယောက်ျားဖောင်ကြီးမိန်းမမီနီတဲ့ဒါကတော့ယောက်ျားလေးတွေအတွက်ဖောင်စီပြီးလောက်ကင်ရတဲ့အလုံနဲ့မိန်းကလေးတွေအတွက်ပေါ့နော်။မိဖွားရတဲ့အလုံကအသက်အန္တရာယ်နဲ့အနည်းဆုံးမှရှိရအလုံတွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြပြပေးထားတာဖြစ်ပါတယ်။ခုလိုဗဟုသုတရဝေယလိလာမသားစီယဆူရူစကားလေးတွေကိုနေ့စဉ်နဲ့အမြားပုံမှန်တင်ဆက်ပေးတော့မှာမို့လိလာကြည့်ရှုပေးကြဖို့ဖိတ်ခေါ်အပ်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် 一起努力吧！